ီကနေ့အတွက်ယဟန်မင်းကြီးရဲ့သတင်းစကားကဏ္ဍမှာတော့ပြီးခဲ့သည့်တနင်္ဂနွေနေ့ကိုရမြပွဲနေ့လူမှုတွေးဆောင်ခြင်းနဲ့အန်ဂျေလူမြစ်တာနေကင်းမြစ်တာရွတ်ဆိုခြင်းမှာယဟန်မင်းကြီးလေးဟုတ်၁၄ကသခင်ခရစ်တော်၏အသားတော်နှင့်တွေ့တော်သည်ချစ်၍ပေးသောအမြင့်ဆုံးသော ပေးဆပ်မှုဖြစ်သည်ဟု လူတွေအားဟောကြားခဲ့ပါသည်။ပြီးခဲ့သည့်တနင်္ဂနွေနေ့ကိုရမြပွဲနေ့လူမှုနဲ့တကွအန်ဂျေလူမြစ်တာနေကင်းမြစ်တာရွတ်ဆိုခြင်းမှာယဟန်မင်းကြီးလေးဟုတ်၁၄က ကိုရောမြတ်ဆက်ကရမန်2၌တည်ရှိသော သခင်ခရစ်တော်၏အသားတော်နှင့်တွေ့တော်သည်ကဘာသူကဘာသားတို့၏ကယ်တင်ခြင်းအတွက်ချီ၍ပေးခဲ့သောအမြင့်ဆုံးပေးဆပ်မှုဖြစ်သည်ဟုမှတ်ကြားခဲ့ပါသည်။ယစ်ပလင်မော်မှာကျွန်ုပ်တို့၏ဘဝတွင်အတူဆက်ကပ်ပူဇော်သော မုန်နှင့်ဇပိရေကိုဖျားရှင်သည် လက်ခံတော်မူ၍ကောင်းချီးပေးတော်မူပြီးတန်ရှင်းစင်ကြယ်စေတော်မူကသခင်ခရစ်တော်၏အသားတော်နှင့်အတွေ့တော်ဖြစ်ပြောင်းလဲစေတော်မူခဲ့သည်။ ထိုရာသည်ကဘာသူကဘာသားတို့၏ကယ်တင်ခြင်းအတွက်ချစ်၍ပေးခဲ့သောအမြင့်ဆုံးသော ပေးဆပ်မှုဖြစ်ပါသည်ယနေ့ကဘာအနှံပြားမှရှိသောကက်သလစ်အသင်းတော်သည်သခင်ခရစ်တော်၏အသားတော်နှင့်တွေးတော်ကိုရမြတ်ပွဲတော်ကြီးကိုကျင်းပနေကြပါသည်ကိုရမြတ်ပွဲတော်နေ့မှာဖတ်ကြားရသော ရှင်လူကား၏ဧဝံဂေလိကျမ်းစာမှာပါမုံ၅လုံးနဲ့၅နှကောင်ကိုပွားများစေခဲ့သည့်အကြောင်းကိုကျွန်ုပ်တို့ကြားနာခဲ့ရတယ်။ဒီကျမ်းမှာနေရာအနှံ့ပြားကသခင်ခရစ်တော်ထံလာရောက်ပြီးနားထောင်ကြသူတွေ ကုသခြင်းခံရဖို့ရှာဖွေစူးစမ်းသူတွေလူထောင်ပေါင်းများစွာကိုသူတို့မှရှိသောအနှဲငယ်သော စားစရာဖြင့်ကြွေးမွေးဧည့်ခံမှုတပည့်တော်ကြီးတွေကိုသခင်ခရစ်တော်မိန့်တော်မူခဲ့တာကိုကြားနာခဲ့ရတယ်။ဒီအနှဲငယ်သော စားစရာလေးကလူပေါင်းမြောက်များစွာကိုဝါလေအောင်စားစေပြီးမှအကျွင်းကြံများစွာကိုပင် ကောက်သိမ်းရသည့်အထိအံပွေရာဖြစ်ပျက်ကို ဖြစ်ပေါ်စေခဲ့တယ်။အနှဲငယ်သောဝေမျှမှုလေးကလူပေါင်းများစွာအပေါ်အကျိုးသက်ရောက်စေခဲ့တယ်။ ကိုရမြပွဲနေမှာဒီချမ်းပိုက်လေးကယုံကြည်သူဘာသာဝင်တွေကိုသတိပေးနေတာကတင်တို့ဤမျှဝေခြင်းသောစိတ်နဲ့ရရောစွာဝင်မျှတဲ့ချိန်မှာဖျားသခင်ပါဝင်ပေါင်းဆက်လာခြင်းကြောင့်ကြီးမားသောအကျိုးသက်ရောက်မှုကိုရှိစေတယ်ဒီအချက်ကလေးကိုတတိတယထောက်ရှုစေခြင်း ਨੇ ဖန်ဆင်းရှင်ဖျားသခင်က ကျွန်တော်တို့လူသားတွေကိုကယ်တင်ဖို့သူ့ရဲ့အသက်ကိုပေးခဲ့တယ်ဖန်ဆင်းကမျိုးသမီးတူကို သူ့ရဲ့မိခင်ဖြစ်စေခဲ့တယ် ျွန်တော်တို့လိုလူခန္ဓာကိုယ်ကဲ့သို့ဒေနိုင်သော အကန့်အသတ်ရှိသော ကျိုးပဲ့လွယ်သောသွေးသားခန္ဓာကိုယ်ပေးပြီးသားတယောက်အဖြစ် သူ့မိခင်ကိုပေးရခဲ့တယ်။ဖျားအဖြစ်ကနေစင်းရဲနှုံချသော လူအဖြစ်ကိုလူသားတွေကဲတင်ခြင်းအတွက် ရွေးချယ်ခဲ့တယ်။လူသားတယောက်အနေနဲ့မိမိဘဝကိုဖျားကိုပြန်ပူဇော်ဖို့တင်ပြနေခြင်းပါပဲ။ဘလောက်သေးငယ်သောယာဝဲဖြစ်ဖြစ်တပါးသူကိုရက်ရောစွာပေးလိုက်သောအခါမှာလက်ခံသူရဲ့အတိမတ်ပြုခြင်း ခံရတဲ့အခါလှပသောပျော်ရွှင်မှုကို ခံစားကြရတယ်။ယူသားစွာပေးလိုက်သောလက်ဆောင်လေးတစ်ခုကြောင့်ပေးသူနဲ့ရယူသူကြားမှာနီးကပ်မှုကိုပုံမူခံစားစေတယ်။ဒီအရာဟာစိတ်ကြည်နူးဖို့ကောင်းတယ်။သခင်ခရစ်တော်၏သွေးတော်နဲ့သားတော်ဖြစ်သည့်ကိုရောမြတ်ဆက်ကရမန်တူးကြောင့်ပေးသူနဲ့ခံယူသူကြားယဉ်နီးမှုတွေရရှိလာသလိုကျွန်တော်တို့ရဲ့ဘဝတွေနဲ့အတူတန်ရှင်းစင်ကြယ်စေသောမုန့်နှစ်စပီးရေကိုရစ်ပလင်မှာပူဇော်ခြင်းကြောင့် ျွန်ုပ်တို့ရဲ့ကယ်တင်ခြင်းအတွက်ကဘာလူသားတွေရဲ့ကယ်တင်ခြင်းအတွက်သခင်ခရစ်တော်၏အသွေးတော်နဲ့သားတော်ဖြစ်သူပြောင်းလဲသွားတယ်။ကျွန်တို့ရဲ့ပူဇော်ခြင်းကိုဖျားရှင်ဝမ်းမြောက်ရှင်လန်းစွာလက်ခံခြင်းဟာဖျားရှင်လူသားတွေနဲ့ပေါင်းဆက်ခြင်းကိုပေါ်ပြနေတယ်။ကျွန်တော်တို့ကိုလည်းသူနှင့်ပေါင်းဆက်ဖို့ဖိတ်ခေါ်နေတယ်။ပူဇော်ခြင်းနဲ့ရယူခြင်းမှာချစ်ချင်းမေတ္တာရဲ့လက်ဆောင်ကိုပေါ်ပြနေတယ်။ဒီလက်ဆောင်ကကျွန်တော်တို့ကိုဖျားနဲ့လူ ပေါင်းဆက်စေတယ်။ဂျုံစပါးစိများစွာပါဝင်သောဂျုံမှုံမှာ ပေါင်မုံတစ်ခုဖြစ်လာတဲ့ကဲ့သို့ကျွန်တော်တို့အားလုံး၏စုပေါင်းပူဇော်ခြင်းကနေသခင်ခရစ်တော်ဆိုသည့်ချစ်ချင်းမေတ္တာတနာကျင်နာမှုတစ်ခုဖြစ်လာတယ်။သခင်ခရစ်တော်၏ပူဇော်ခြင်းနဲ့အတူကျွန်ုပ်တို့၏ရေရောစွာပူဇော်ခြင်းများကို ပေါင်းဆက်ကြဖို့ယဟန်မင်းကြီးလေဝကဖိတ်ခေါ်ခဲ့ပါသည်။